ဇရာထိတ်မှဆက်နေဖို့အတွက်ဖူဟန်ကိုမူမှန်ကစားမယ့်စင်မြန်ကြီးအလုံးမင်္ဂလာပါ National Brain မတိုင်ခင်မှာတော့စင်မြန်ကြီးတို့လည်းကံကောင်းထောက်မှဆိုရနဲ့ဇရာထိတ်ထိရောက်ရှိသွားခဲ့ပါတယ် အခုအတင်ကညီမလေးတို့ကိုရှုံ့နှိမ်သွားခဲ့ပြီးတော့ရှုံ့မဲမရှိသေးတဲ့ဖန်သားနှံတော်တို့ကပါပထမဆုံးရှုံ့မဲကြုံတွေ့သွားခဲ့တာကြောင့်ဖြစ်ပါတယ်။စေမန်တို့တစ်ပင်မောပြင်အောင်နေတယ်ဆိုပေမဲ့ဘယ်ချင်းပြန်ပြုတ်ကြမလဲဆိုတာမျက်ကုံးခက်လို့လို့ဖြစ်နေပါတယ်။ဒီဘက်မှာတော့စေမန်ကြီးတို့ကဖူဟာတင်းကိုအဝေးကမှရင်ဆိုင်ရဖို့ရှိနေပါတယ်။ဇာတိမှန်ဆက်ပြီးရည်တည်နိုင်ဖို့အတွက်စေမန်တို့အနေနဲ့ဖူဟန်ကိုမူမအောင်ကစားဖို့လည်းလိုအပ်နေပါတယ်။ဒီနေ့မှာတော့ဖူဟန်နဲ့စေမန်ကြီးတို့ရှင်ပြန်ကြမယ်။ပရီးမီးယားလိပွဲစဉ်လေးကိုပြင်ဆင်ပေးကြပါတယ်။ဖူဟန်ဘက်မှာတော့တိုက်စစ်ကဟီမီနန်နဲ့မီမစ်တို့ကဒဏ်ရာကြောင့်လွဲချွာဖို့ရှိနေတဲ့အတွက်ဂျော်ရှွာကင်းနဲ့ ဲပွဲထွက်လာမှာဖြစ်ပါတယ်။ဝန်အသင်းကဒီအားဒီမှာခန်းစစ်သုံးအတန်းပုံစံမျိုးခင်းကျင်းနေပြီးတော့ဆက်ဆံညွန်နဲ့ EOB2 ရဲ့ဘယ်ဂျန်မှာတန်ပတ်တီကိုနည်းနည်းဒုက္ခပေးနေပါတယ်။စမန်ကြီးကြီးရဲ့ဘက်မှာကပတိန် OD ကဒဏ်ရာကြောင့်လွဲချုပ်လို့ရှိနေတဲ့အတွက်ဆန်တမင်း Easy နဲ့စူပီမန်နီတို့ကိုပဲတက်ပေးလာနိုင်ပါတယ်။ဘယ်တောင်မှန်ဘက်မှာတော့ Trossard နဲ့ Martinelli ကိုဘသူ့ကိုခွင့်ပြုပေးမလဲဆိုတာစောင့်ကြည့်ရမှာပါ။ဝန်အသင်းကဒီအားဒီမှာခြေစမ်းမအရင်အားရစရာမကောင်းမင်းနဲ့တာမန်အနေထားမျိုးမှာပဲရှိနေကြတာဖြစ်ပါတယ်။ခုနှစ်ပွဲကစားပြီးတဲ့အချိန်မှာဆိုရင်တော့အဆင့်14နေရာအထိကိုရောက်ရှိနေပါတယ်။ဝန်အသင်းကနောက်ဆုံးကစားထား တဲ့ပရီးမီးယားလိနှစ်ပွဲစတိုက်ကိုရှုံးနိမ့်ထားခဲ့ရတာဖြစ်ပါတယ်။ဂျမန်တို့ရဲ့ဒီအားဒီခြေစွမ်းပိုင်းကတော့အားရစရာအကောင်းဆုံးနေထားမှရှိနေပါတယ်။ခန်းစစ်ပိုင်းကလည်းကြည်ကြည်လေးလေးဖြစ်နေပြီးတော့ခုနှစ်ပွဲမှာပေးကူ၃ခုသာပြုပြီးထားခဲ့ရတာပါ။လင်းကိုအနေနဲ့ကလည်း၁၄ဂိုးတိတည်ယူထားပြီးတော့လိုဘူးလိုပြည်ဒုတိယနောက်တိုက်စစ်အကောင်းဆုံးအဖြစ်ဖြစ်ပါတယ်။ဂျမန်တို့ခေါ်ယူထားခဲ့တဲ့တိုက်စစ်မှုကြီးယူကရက်စီကနှုတ်လင်းထားသလောက်ဂိုးတွေမရသေးပေမဲ့နေရာစုံကကစားသမားတွေကတွင်းကိုတွေရယူထားနိုင်ခဲ့ပါတယ်။အကြောင်းဖူဟန်တင်းနဲ့ရှင်လိုက်မယ်ဆိုရင်တော့ဘေဘကကြီးတိစင်နန်တို့ကပဲအပြတ်အသတ်အသာစီးရတာမျိုးဖြစ်နေပါတယ်။ အကြောင်းအင်္ဂလိပ်ဖြစ်နေတာဖူအန်တော့လွယ်ဦးမှာမဟုတ်ဘဲနဲ့စင်မန်တို့ကပဲအသာစီးရောက်တောင်းလေလို့ကြည့်ပြီးပါတယ်အဘမေဖူအန်ကလည်းအိမ်ဝင်းဖြစ်နေတဲ့အတွက်ချစ်လက်လက်ပါတယ်ဆိုတဲ့စင်မြန်မှုရဲ့ခံစုပ်ကိုတကူတော့တော့ပြန်ပြင်းနိုင်နေရှိနေတာကြောင့်ဂိုးဘွယ်ကတိုးဆော်လိုက်ကြဖို့အကြံပေးလိုက်ချင်ပါတယ်။စုံလေးကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။